စိတ်ကြကြတဲ့ပုဂ္ဂိုလ်ကြီးရုပ်ဖို့ကောင်းတယ်သောအဟံဝေမိတ္တသောအဟံထိုသာဟာယထာတတိဆွေတတိရှိသလားယထာဘလခေါ်အားရှိသလားဝေမိတ္တမိလုံလပြုမယ်သမုဒ္ဒတသမုဒ္ဒရာရဲ့ပါရံဟုဘကအရောက်ခိဆံသွားမယ်ကတ္တံပုရိသကာရိယပုရိသကာရိယယောက်ျားတွေ လုံလာထုတ်ပြီးပြုလို့ရမယ်အလုတ်ကိုကတ်တန်ဆက်လက်ပြီးတော့လုံမယ်ဆိုဆက်ကူးသွားပါလေရောအဲ့ဒါလို့မဟာဇနကမင်းသားဆက်ပြီးတော့ကူးသွားတဲ့အခါမှာနတ်သမီးကယောတွန်အေဝံဂတိဩခေအပမေယိမဟာနဝေဒီလောက်ကိုရေစီးကလည်းအမတန်တန်၊လိုက်နေကလည်းအမတန်ထန်တဲ့ ကမ်းမမြင်လမ်းမမြင်ပင်လေပြင်ကြီးထဲမှာတဲ့မင်းဟာတတိရှိရှိနဲ့လောကဝိရိယနဲ့ပြည့်စုံပါပြီတဲ့မင်းရဲ့ကျိုးပန်းအထောက်မှုကြောင့်ပင်လေကြီးထဲမှာမင်းနစ်မပြုတ်မသွားဘူးကံမှုနာလာဝတိရတိမင်းလောက်ရကြောင့်ပင်လေကြီးထဲမှာမြုပ်မသွားဘူးတော်တော်တတိဝကိစ္ဆာဟိယထတေနိရတောမနောမင်းရောက်ရှင်တဲ့နေရာရောက်ပါစေမယ်လို့ဆိုပြီးတော့ သတ္တမီးကလက်ဆွဲပြီးတော့ခြေထဲကတူကိုဆွတ်တင်လိုက်နော်သတ္တမီးနဲ့လည်းတွေ့ရခါလည်းမေ့သွားမေ့စေပြလိုက်တာမဖြစ်ဘူးကူးနေတဲ့လက်ခုံးကနေဆွဲလိုက်တလားမဖြစ်ဘူးအဲ့ဒီမှာဆွဲခေါ်လိုက်ဆွဲခေါ်လိုက်တဲ့အခါကျအိပ်တော့ပါချက်ချင်းတရားတော်သတ္တမီးကခြေထဲနေဆွဲပြီးပြုတ်ခေါ်သွားတယ် ပွေပေါ်ပြီးတော့သူသွားညင်တဲ့နေရာကိုပို့ပေးလိုက်တယ်။အဲလိုဆိုတော့ဝိဒိဟာတိုင်းမိဒိလာမျိုးအနီးမှာရှိတဲ့တရဥယျင်ပင်ရဲ့တရဥယျင်ထဲကိုပို့ပေးလိုက်တယ်။အဲ့ဒီတရဥယျင်ထဲမှာမင်းစိုးရသားတွေလာတဲ့အခါမှာဒီနေထိုင်ကြတဲ့ကျောက်ဖြာကြီးပေါ်မှာသူ့ကိုအေးအေးချာချာချပေးထားတယ်။ ပြောရဆိုလို့ရင်ရေကွင်းမောပြီးအမောဆုတ်သွားတာလည်းဖြစ်ချင်ဘူးနော်။အိမ်မတဲ့မဲ့တယ်လို့လည်းဖြစ်ကောင်းဖြစ်နေမယ်။ခါရက်ပွေချီပြီးတော့အဲ့ပို့သွားသူတတိမရတော့အိတ်ကျော်သွား။အိတ်ကျော်ပြီးတော့အဲ့ဒီတည့်ရဥယျာဉ်ထဲကိုသူ့ချလာ။တတိမရအဲ့ဒီချထားပြန်သွား။ပြန်သွားရင်ဆက်လန်းရတော့အဲ့ဒါ